ငလျင်လောက်ဆယ်မှာဝင်တန်းနေပေါ်ဆက်ဆံခဲ့တဲ့ပြုတ်မှုတစ်ခုကြောင့်နမဲကြီးနေတဲ့ဘောချဖြူခင်ပရိသတ်မြောင်းလမဲမြင်္ဂလာပါဘင်းတော် page လေးကနေကြိုဆိုလိုက်ပါတယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကိုမန္တလေးမြို့နယ်စကိုင်းမြို့တို့မှာတိတိတသားခန်းစားခဲ့ရတာပါဘောချဖြူခင်ကလက်ထပ်ပြီးတဲ့နောက်မန္တလေးမှာယရနာ PK ထွန်စိန်ရွှေယရနာဆိုင်ကိုဖွင့်လှစ်ထားခဲ့ကောင်သူပရိသတ်တွေကစိတ်ပူခဲ့ကြပါတယ်တချို့သောဆိုင်တွေကငလျင်လှုပ်နေတဲ့အချိန်မှာပစ္စည်းတွေပျောက်ပြတ်သွားမှဆိုရင်ဒါကြောင့်ဆိုင်တကားကိုပိတ်ချလိုက်ကြပါတယ် ဒါကြောင့်ဈေးဝယ်သူတွေရောစိုက်ဝင်းတန်းတွေပါအပြင်ထွက်ခွင့်မရတော့ဘဲအစာအုပ်ပိကကွယ်လွန်သွားခင်ရတဲ့သူတွေလည်းရှိပါတယ်။အသက်ဘေးနဲ့ကြုံလာရတဲ့အခါဆုံးဖြတ်ချက်တစ်ခုမှားလိုက်တာနဲ့ဘဝများစွာပြောင်းလဲသွားစေမှာပေါ့။ဝင်တန်းတွေရဲ့အသက်ကိုအလေးမထားဘဲစိုင်ပြေစီးတွေကိုပဲအလေးထားတဲ့သူတွေလည်းရှိသလုံးဝင်တန်းတွေကိုကိုချင်းစားစိတ်အပြည့်ရှိသူတွေလည်းရှိနေပါတယ်။ ိုးကြဖြစ်ခင်ကတော့တကောကောင်းစိတ်မထရှိပဲဝန်ထမ်းတွေရဲ့အသက်ကိုတမောထားပေးခဲ့တဲ့သူပေါ့ငလျင်လှုပ်နေစဉ်စိုက်မဆေးရောက်နေတာဖြစ်ပေမဲ့လည်းဝန်ထမ်းတွေကဘာပြစ်စီမှမသိမ့်ခိုင်းပဲအသက်ဘေးကနေလွတ်အောင်ဆိုင်ပြင်ကိုထွက်ခိုင်းပါတယ်တိန်လုံးလေးအပြင်ကိုဆင်းပြလာကြပြီးဝင်းတန်းတွေကိုလည်းတယောက်မကျန်အပြင်ထွက်ကြဖို့အတွက်ဘိုးကျဖြူခင်ရောအခုထွက်မှပြောခဲ့ကြတာပေါ့အိမ်မှာရှိတဲ့ကလေးတွေကိုလည်းအကောင်လုံးကအပြင်ထွက်ခိုင်းပြီးအရေးကြီးတဲ့အချိန်မှာအသက်ကိုပဲဦးစားပေးခဲ့ပါတယ်ဝင်းတန်းတွေစုံမစုံစစ်ဆေးပြီးသေချာပြီးဆိုမှသာဘိုးကျဖြူခင်တို့လည်းဆက်ရေးသွားကြတာပေါ့ လက်ရှိမှာဘောကြဖြစ်ခင်ကကိုဝင်ဆောင်မိခင်တယောက်ဖြစ်ပေမဲ့လည်းကိုတိုင်းထက်ဝန်ထမ်းတွေကိုပို့ပြီးဂရုစိုက်ပေးခဲ့ပါတယ်။တံပိုးကြီးတဲ့စိန်ရွှေရတနာတွေကိုရောင်းချတာဖြစ်ပေမဲ့လည်းဝန်ထမ်းတွေရဲ့အသက်ကိုတံပိုးထားတဲ့အတွက်ဘယ်ပြည့်စည်ကိုမှမသိမ်းခိုင်းခဲ့ပါဘူး။အသက်ဘေးရန်တွေနဲ့ကြုံရပြီးတဲ့နောက်မှာဘောကြဖြစ်ခင်လည်းအရန်လန့်သွားပြီးအသက်ရှင်တံပိုးသားရေးကြီးဆုံးဆိုတာကိုသိသွားပါတော့တယ်။ ဆိုင်ရှင်တိုင်းမထားနိုင်တဲ့စိတ်ထောက်ကိုပိုင်ဆိုင်ထားတာကြောင့်ဘောချဖြူခင်းတဲ့အကိုထုံးကိုချစ်ကျူးနေကြတာပေါ့ဆိုင်ကိုဈေးလဝဲသူတွေရဲ့အသက်ကလည်းအရေးကြီးသလိုဝန်ထမ်းတွေကိုမိခိုနေရသူတွေရဲ့မိသားစုဝင်တွေကလည်းအများကြီးရှိပါတယ်ဘောချဖြူခင်းတဲ့အကိုထုံးတို့ကဆုံးဖြတ်ချက်မှန်ကန်သွားခဲ့တာကြောင့်အသက်များစွာချမ်းသာရရသွားတာပေါ့ဘောချဖြူခင်းတို့ရဲ့အိမ်ကတော့လက်ရှိမှာပြင်ဆင်နေရတာကြောင့်ရောက်ခမအိမ်မှာတွားရောက်နေထိုင်နေရပါတယ်ဒါပေမဲ့နေ့စဉ်နေ့တိုင်းရတနာပီကေထွန်းဆိုင်မှာထမင်းဘူးလေးတွေကိုဝယ်ပေးနေပြီးစတုဒိတာလုပ်နေသူပေါ့ ကိုရိုင်းကအသက်ဘေးကနေလွတ်မြောက်လာပြီးတဲ့နောက်အသက်ရှင်ခိုင်ကမ္မကုသူတွေကိုလှုပ်ဖို့ကအရေးကြီးဆုံးဖြစ်တာကြောင့်ဘိုးကျော်ဖြူခင်ကသူကိုရိုင်းစတုဒီတာအတွက်မနက်စောခရဲကစတင်ပြီးချက်ပြုတ်နေပါတယ်။နေပူပူမှာလွယ်လွယ်ကူကူစားလို့ရမယ့် စားစရာတွေကိုချက်ပြုတ်နေရပြီးခက်ခဲနေသူတွေကိုဝေးပေးနေကြတာပေါ့။ဘိုးကျော်ဖြူခင်တို့မိသားစုဟာရင်ကလေးကသူတို့ရဲ့ဆိုင်ရှိမှာစတုဒီတာတွေကိုမကြာခဏကြွေးလေးရှိပါတယ်။ ငလျင်တန်းကြောင့်ချက်ပြုတ်ဖို့ခက်ခဲနေသူတွေအတွက်သူတို့ရဲ့ဆိုင်ရှိမှနေ့စဉ်နေ့တိုင်းစားတောက်တွေကိုကျွေးမွေးနေကောင်းအယောက်လုံးကစိတ်တူကိုယ်တူရှိတာကြောင့်တာရုခွန်နေကြတာပေါ့ဘိုးကျော်ဖြူခင်တို့ငငယ်တုန်းကနာခင်မုံတိုင်းတန်းကိုခံခဲ့ရပြီးအိမ်လဲထိခိုက်သွားခဲ့ရပါတယ်နေထိုင်ရက်တည်တဲ့အိမ်ပြက်စီးသွားတဲ့ခန်းစားချက်ကိုဘိုးကျော်ဖြူခင်ကကိုချင်းစားပေးနိုင်တာပေါ့ ဒါကြောင့်သူတက်နိုင်တဲ့ဘက်ကနေငလျင်ဘေးအတွက်အကူအညီပေးနေခဲ့တဲ့သူပေါင်းငလျင်လောက်ခတ်နေစမှာဒိန်ပေါင်းဒိန်ချီတန်းတဲ့ပစ္စည်းတွေကိုမသိမ်းခိုင်းပဲဝန်ထမ်းတွေကိုအဆိုင်ပြင်းထွက်ခိုင်းခဲ့တဲ့ဘောချဖြူခင်ပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်ဘေးနောက် page လေးကနေငလျင်ဘေးနဲ့ပတ်သက်ပြီးကောက်ွယ်လမ်းညွန်ထောက်ပံ့ပေးသူတွေအားလုံးကိုကျေးဇူးတင်ကြောင်းနဲ့အကြောင်းမျိုးမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရဘုံဘဝကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ